ားလုံးပဲမင်္ဂလာပါရှင်အခုပြောပြပေးမယ့်ပုံမြင်လေးကတော့ရုံမှာကောက်ကျစ်တဲ့ဗျိုင်းပုံမြင်လေးပဲဖြစ်ပါလေရှင်ဟူးရှိရှိတုန်းက တောအုပ်တစ်ခုထဲမှာကြမျိုးငါးပါးနဲ့ပြည်စုံတဲ့ရေအိုင်ကြီးတအိုင်ရှိတဲ့အဲ့ဒီရေအိုင်ကြီးထဲမှာငါလေးပစွန်ကနန့်ဖား လက်ရှိစတဲ့ရေသရဝမျိုးစုံဟာမိသားစုတွေလို စုပေါင်းညီညာစွာနေထိုင်ကြတယ်။ရဟန်ကြီးပက်လယ်မှာတစ်ပင်တွေအုပ်ဆိုင်နေပြီးအရေးအဝါဒကောင်းတာကြောင့်ကျင်းငက်တွေလည်းလာရောက်နေထိုင်ကြတာပေါ့။ရဟန်ကြီးဟာမိုးရသည်မှာ ရေတွေအပြည့်နဲ့လှပတင့်တယ်နေပေမဲ့နွေရသည်ကိုရောက်တဲ့အခါမှာတော့ရေတွေနေလွန်းတာကြောင့်ကြပန်းတွေနဲ့ရေသရဝတွေနွမ်းနေကြရတဲ့ အဲဒါကြောင့်ရေအိုင်ကြီးထဲမှာနေထိုင်ကြတဲ့ငါ၊လေ၊ပစွန်၊ကနတ်၊ဖား၊ငရှင်စတဲ့ရေတရွာတွေဟာမိုးမကုန်ပြီးရေအိုင်ကြီးထဲမှာရေရွက်လာတဲ့အခါအနီအနာမြောင်းတွေတဲကရေတွေကိုရေအိုင်ကြီးထဲကိုသွင်းယူကြတယ်။အဲ့ဒီလိုရေသွင်းလိုက်တဲ့အခါနွေရာသီတစ်လျှောက်လုံးရေခဲချောက်ပင်မဲ့ဘေးကိုပူစရာမလိုတော့ပဲအေးချမ်းစွာနေထိုင်ခွင့်ရကြရတယ်။ ရန်ကြီးတဲ့ကိုအနီအနာမြောင်းတွေတဲကရေသွင်းယူကြတဲ့အခါကနန်းတွေကမြောင်းတူဖားတွေလိတ်တွေကမြေတွေရထုံငါးပစုံကရှင်တွေကရန်ကြီးတဲ့မှာရေတွေကြရှိခံအောင်နုံးတွေတူ ကနန်းတွေဖားတွေလိတ်တွေတူပြီးရေဝင်းလာတဲ့မြောင်းတွေရေစည်းရေလာပေါကောင်းအောင် ရေအောက်ကနေမြေသားတွေကိုနှုံးမြေအဖြစ်ပြော့ပြောင်းအောင် တူကြရင်တက်ညီလက်ညီလှုပ်ဆောင်ကြတယ် အဲ့ဒီလိုစူပေါင်းညီညွတ်စွာနေထိုင်ကြတဲ့ငားလိပ်ပဇွန်ကနတ်ဖားငရှင်စတဲ့မိသားစုဘဝလေးကိုတစ်ပင်ပေါ်ကပြန်ခကြည်ရင်စဉ်းစားတယ်။အင်း DIG ထဲမှာရေများနေရင်ငါအတွက်စာရေးတောက်ရေးအဆင်မပြေဘူး။ဒီကောင်တွေညီညွတ်နေတဲ့၍ DIG ထဲမှာရေပြည့်နေမှာပဲ။ဒီကောင်တွေမညီညွတ်တဲ့တနေ့ DIG ရေခမ်းမယ်။ DJ အညီရေခမ်းသွားရင်ငါးပစွန်ဖားငရှင့်တနေ့တမျိုးမယိုးနိုင်အောင်စားရမယ်ဒီကောင်တွေမညီညွတ်အောင်သွေးထွန်းနည်းတွေစဉ်းစားစမ်းစဉ်းစားစမ်းအဲ့ဒီလိုနဲ့မိုးနှောင်းပိုင်းရေအိမ်ထဲမှာ ရေရော့သွားလို့ရေသွင်းတဲ့အချိန်ကိုရောက်လာပါတော့တယ်ကနန်းတွေက လမတွေဝင့်ကဝင့်ကမြေတူးဖို့ရေအိမ်ပေါ်ကိုတက်လာကြသလို လိတ်တွေကလည်းကနန်းတွေတူးပေးမယ်မြောင်းတွေတဲကမြေကိုရက်ဖို့ရေအိမ်ပေါ်ကိုတက်လာကြတယ်အဲ့ဒီလိုတက်လာတဲ့အချိန်မှာအကြံသမားပြိုင်းကကနန်းတွေနဲ့ လိတ်တွေကိုခမားတို့ကသာအပေပန်းခံပြီးမြောင်းတို့ပြီးရေသွင်းဖို့လုပ်နေကြတာ ရေအိမ်ထဲမှာကြည်စန်းငားတွေဖားတွေပစွန်တွေမရှိတွေကတော့အေးစေပဲပြုံးလို့မြူးလို့ ကစားလို့ခမားတို့ရှာတဲ့ရေကိုဟအကောင်တွေမမမလုံးဖွဲဖြုံးနေတာအဲ့ဒီလိုပြောတဲ့အခါကနန်းတွေနဲ့လက်တွေက ရေအိမ်ထဲမှာပျော်မြူးနေတဲ့ငါးတွေဖားတွေပစွန်တွေငရှင်တွေကို ကြည်ရင်တွေးဝဲသွားတယ်ပြီးတော့ဗျမ်းရဲ့စကားကိုဘာမှခွန့်ထုတ်ပြန်မပြောကြဘဲရေမြောင်းတူဖို့ထွက်လာကြတယ် ကနန်းတွေကရှေးကတူလိတ်တွေကနောက်ကမြေတွေရက်ထုံရင်ရင်မြောင်းကိုတူးကြတယ်ဟဲ့ဒီလိုတူးနေတဲ့အချိန်ကနန်းတွေအတော်ဝေးတဲ့နေရာရောက်သွားတဲ့အခါလိတ်တွေကို ပြိုင်းကသွေးထိုးစကားဆိုပြန်တယ် ။အိုးလိတ်အပေါင်းတို့ခမားတို့လိတ်ဆိုတာရေမရှိလဲအသက်ရှင်နေနိုင်တာပဲ။ဘာလို့သူများအတွက်မြောင်းတူပေးနေမလဲ။ကြည်စမ်းပါအောင်ကနန်းတွေ တူးသွားလိုက်တာ။မြေပေါ်တူချောင်းနဲ့စီဆွဲသားတလောက်ရှိတယ်။နတ်အောင်လည်းမတူးဘူး။ခမားတို့လိတ်တွေပိုးပင်မအောင်ကနန်းတွေကနန်းပါဝါနေကြတာ။အဲ့ဒီလိုပြိုင်းကပြောတဲ့အခါလက်တွေက တွေ့ဝေသွားပြီမဲ့ဘာမှခွန်းတော့မပြန်ပဲမြောင်းကိုပဲဆက်တူးနေကြတယ် တဖန်ပြိုင်းလဲရေကန်ကိုပြန်လာပြီးငါးတွေဖားတွေပစွန်တွေငရှင်တွေကို တွေ့ထိုစကားဆိုပြန်နဲ့အိုးငါတို့ဖားတို့ပဇွန်တို့ငရှင်တို့ခမားတို့ကသာ ရေအိုင်ကြီးထာဝရတည်တံ့ရေးလှုပ်ဆောင်နေကြတာကနန်းတွေ လိတ်တွေကတော့ကုန်းပေါ်မှာပျော့ပါနေကြတယ်အခုထိရေတွေရောက်မလာသေးဘူးမလားခမားတို့ကုန်းပေါ်တက်ကြီးလို့မရနိုင်မှန်းသိလို့သက်သက်ပညာပြနေတာကျွန်တော်လေးလာပြီးပြီဒီနေ့ရင်မရောက်နိုင်ဘူးခမားတို့လုံးသမျှမောလိမ့်မယ် အဲ့ဒီလိုပြန်ကပြောတဲ့အခါငားတွေဖားတွေပစွန်တွေငရှင်တွေတွေ့ဝေသွားပြီမဲ့လုတ်ဆရာရှိတာကိုဆက်လုံနေကြတဲ့ဒီလိုနဲ့ညနေဆောင်အချိန်ရောက်တဲ့အခါကနန်းတွေလိတ်တွေမြောင်းတွေဖောက်ပြီးပြန်လာကြသလိုရေမြောင်းတဲ့အတူရေတွေပါရေအိမ်တွေကိုစီးဝင်လာတဲ့ရေတွေစီးဝင်လာတော့ငားတွေလိတ်တွေပစွန်တွေကနန်းတွေဖားတွေငရှင်တွေစတဲ့တရဝမျိုးစုံဟာမြို့ထူပျော်ပါစွာအောင်ပွဲခံကြတယ်။ ဒါပေမဲ့ရေတွေဟာခဏတာစီးဝင်ပြီးလုံးဝရပ်တန့်သွားတယ်။ရေမလာတာကိုစောင့်ကြည့်နေကြပေမဲ့ညမောင်ချိန်ကိုသာရောက်လာတော့တယ်။ရေကတော့လုံးဝမလာတော့ပါဘူး။ဟဲ့ဒီအခါမှာငါးတွေ၊လိတ်တွေ၊ပစွန်တွေ၊ကနန်းတွေဖားတွေငရှင်တွေဟာဗျမ်းရည်စကားကိုယုံစားရင်းတကောင်နဲ့တကောင်တပွဲနဲ့တပွဲ အပြန်အလှန်အပြစ်တွေပြောဆိုကြပါတော့တယ်။မင်းတို့ကနန်းတွေမြောင်းတူးတာအတုံးမကြတာမင်းတို့လိတ်တွေမြေကို ေချာရမထုံးလို့ငါတို့ငါတွေကဘာမှမလုပ်ဖဲကန်ထဲမှာနေပြီးလားဆေးရမလုံးနဲ့ရေအန်ကြီးတွေကငါတွေလက်တွေပစွန်တွေကနန်းတွေဖားတွေငရှင်တွေဟာအ धिक အေးမြစ်ဖြစ်တဲ့ရေမလာခြင်း အကြောင်းရေမြောင်းကိုမစီစစ်ကြပဲတယောက်နဲ့တယောက်တစ်ဖွဲနဲ့တစ်ဖွဲအပြန်အလှန်အပြစ်ဖွဲကမညှိညွတ်ကြရင်ရေအန်တွေကို ရေမသွင်းပြစ်ကြတော့ပါဘူး ဖြစ်မှန်ကတော့ကနန်းတွေလိတ်တွေမြောင်းတူပြီးပြန်လာချိန်မှာ အကြံသမားပြိုင်းကရင်မလာအောင်မြောင်းကိုလန်တဝက်ကပိတ်ထားလိုက်တာဖြစ်ပါတယ်။ဒီလိုနဲ့ညီညွတ်ပြေရှင်စရာကောင်းတဲ့မိသားစုဘဝကနေကိုယ်အဖွဲနဲ့ကိုယ်ကိုယ်အဆုနဲ့ကိုယ်ကွဲပြားသွားကြပြီးတာယာလှတဲ့ရေအိုင်ကြီးဟာလည်းရေရေခန်းချောက်လာကအာလုံးပြိုင်းရဲ့အစာဖြစ်သွားရှာတဲ့ကွယ်ပုံမြင်လေးရတော့ဒါပါပဲရှင်။ အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်